ဘယ်ဖယားမှငါအားကိုးစရာမလိုဘူးခရိယန်လို့မဟုတ်ဘူးနော်ဗုဒ္ဓဘာသာလို့ဘယ်ဖယားမှကိုမကိုးကွယ်တာဘယ်ဖယားမှကိုလည်းအားမကိုးတာငါလုံးမှပဲငါရမှာငါကိုငါပဲအားကိုးတယ်ကိုကိုကိုအမိပြုတ်ပြီးတော့မှဘ ਹੁ ပြုတ်ပြီးတော့မှတွားတဲ့လူငယ်တွေများစွာ ရှိလာတဲ့အချိန်မှာတင်နဲ့ကျွန်ုပ်ပြန်စဉ်းစားဖို့ဟာစောက်တော့စောက်နေတယ်စဉ်းစားကြည့်နော်ညင်အောင်ကြည့်မယ်ဆိုအိမ်တိမ်ကိုစောက်နေတယ်ဒါပေမဲ့ နောက်ဆုံးမှာဘာမှရလက်မရှိမဲ့ဆောက်လုပ်ခြင်းမျိုးကိုတင်နှစ်ပေါင်းများစွာလုပ်နေတယ်ဆိုဘယ်လောက်နှမျောစရာကောင်းတယ်လဲတင်ရဲ့အိမ်ထောင်အစမပြုတ်ခင်ကတည်းကဖယားသခင်တည်ဆောက်ပေးသောအိမ်ထောင်ရှိဖြစ်ဖို့ရန်အတွက်စတင်ဆုတောင်းကြရအောင်အာမင်တင်ရဲ့စီးပွားရေးအာလှုပ်ကြည့်ပြီးတော့မှအာအစင်မပြေမှဆိုရင်အရန်ကြာမယ်အာမင်ဟာကောင်းမယ်တင်ငွေရမယ်ဖြတ်လန်းနေနေဘာနေနေ ဖះကြိုက်တာမကြိုက်တာနှုတ်ကပတ်တော်နဲ့ညီတာမညီတာခဏထားเนาะဟိုငွေရံပြီးရောဆိုပြီးတော့မှကိုယ့်ရဲ့ business เนาะလှုပ်လိုက်တယ်အခုဆိုရင်เนาะအမျိုးမျိုးလीเนาะကျွန်တော်တို့နာမည်ကြီးတွေမရွတ်ချင်တော့ဘူးเนาะပဝင်းချင်းမှာလိန်လဲနေတဲ့เนาะ online မှာတော်တော်ကောင်းလိန်လဲနေတာအများကြီးရှိတယ်เนาะတစ်ခေါက်ဆိုရင်ကြုံမှုတယ်เนาะကျွန်တော်တော်တော်ကြာကြာတော်တော်ကြာပါပြီတင်းတော်စပြီးတော့မှအဲ့တုန်းကဆိုရင်အခုကျွန်တော်တို့ကြားနေရတဲ့နာမည်တွေကိုကျွန်တော်ကြားတော့မကြားဘူးသေးဘူးဆိုတော့သူတို့အမျိုးထဲမှာတယောက်က အဲ့လိုမျိုးမထင်မှတ်ဘဲနဲ့သူကဟာ online ကနေဘာလို့ရမယ်ညာလို့ရမယ်ဆိုတဲ့ပုံစံမျိုးနဲ့လုံမိတာလိန်နဲ့အဲ့ဒီအဖွဲဖြစ်နေတယ်တဲ့အဲ့တော့ကျွန်တော်တို့ခုကြားဘူးနေတဲ့နာမည်နဲ့လည်းမရှိသေးဘူးမကြားဘူးသေးဘူးကျွန်တော်မသိတာလားတော့မသိဘူးဒါပေမဲ့အဲ့ဒါသိသွားတဲ့အခါမှာအဲ့ဒီသူကယုံကြည်သူဒါမျိုးကလုံလုံဖြစ်ဘူးလာကတော့အရန်ကောင်းတယ်ဒါပေမဲ့မဖြစ်သေးဘူးဆိုပြီးတော့မှအဲ့ဒီအရန်ပတ်စံဝင်တဲ့အလုပ်ကိုထားခဲ့ပြီးတော့မှထွက်တယ် အာမင်ဒီနေ့ကျွန်တော်တို့ရဲ့စီးပွားရေးဟာဖခင်သခင်အလိုတော်နဲ့အညီတည်ဆောက်ထားသော စီးပွားရေးဖြစ်မှအဆုံးမှအချီးနီးလို့မပြောရဘဲနဲ့များစွာသောရိတ်သိမ်းခြင်းရှိမှာ ဖြစ်ပါတယ်ဟာလေလုယာလက်ခုပ်တီးလက်ပြားကျေးဇူးချီးမွမ်းရအောင်အာမင်နော်ဒါကြောင့်ဒီနေ့အင်းကိုတိဆောက်ခြင်းနဲ့ကျွန်တော်တို့ဥပမာယူပြီးတော့မှသင်ဘဝတိဆောက်တဲ့ကံနာတိုင်းမှာ လူငယ်တွေသင်ရဲ့ relationship တိဆောက်မဲ့အခါတိုင်းမှာเนาะဒီသင်ရဲ့အိမ်ထောင်เนาะမိသားစုအတွက်သင်ရဲ့အနာဂတ်အတွက်သင်ရဲ့ပညာရေးအတွက်ဒီချိန်မှာအရင်ခေစားရဲလို့ဆိုပေမဲ့နောက်တစ်ချိန်မှာသင်အတွက်ကောင်းတာဖြစ်ချိန်မှာဖြစ်မှာသင်ရဲ့အတွေးခေါ်ဉာဏ်မီတဲ့လောက်နဲ့မတိဆောက်နဲ့နှုတ်ကပတ်တော်နဲ့ဖျားနဲ့အတိစပီတိဆောက်ပါဒါဆိုရင်သင်နားမလဲသိပေမဲ့လေ တစ်ချိန်မှာအော်ဖခင်ကငါ့ကိုဒီလမ်းကိုပို့ဆောင်တာဖခင်ကဒီလိုဖြစ်စေခြင်းလို့ပဲဟာလေလုယာသင်ရဲ့ဘဝတိဆောက်ခြင်းတစ်ခုချင်းစီတိုင်းမှာဖခင်သခင်ကိုတော်ဆောက်ပေးမှရမယ်လို့ဝန်ခံတတ်တော်သူများဖြစ်ဖို့ပြားရှိကောင်းကြီးပေးပါစေဟာလေလုယာဟာလေလုယာကျွန်တော်ရင်တော့လည်းပြောဘူးသူလို့ပေါ့နော်ကျွန်တော်ကိုစကင်းကအင်ဂျင်နီယာဖြစ်ပါတယ် EC နဲ့နော်အင်ဂျင်နီယာပွဲရတယ်ပြီးတဲ့အခါစင်ကာပူမှာထပ်ပြီးတော့မှအဲသူယူတဲ့ပွဲတွေအသေးစိတ်တောင်ကျွန်တော်မသိပါဘူး ော်ကျွန်တော်တို့တာကြီးပညာရေးလဲတာကြီးလဲစိတ်ဝင်စားတော့ကျွန်တော်ကနော်ဘာဘွဲ့တွေယူလဲတိကျမသိဘူးဒါပေမဲ့စင်ကူမှာထက်မာစတာတခုယူတယ်ပြီးတော့အာဩစတြေးလျမှာလာမသိဘူးသူထပ်ပြီးတော့မှမာစတာတခုထက်ယူတယ်အင်ဂျင်နီယာနော်တကယ်ကိုအင်ဂျင်ဒါပေမဲ့သူစပြီးတော့မှစဉ်းစားတာကအဲ့လိုမျိုးမဟုတ်ဘူးအခုဘုရားရဲ့အမှုတော်မှာပဲလင်သူရဲ့အဲ့ဒီ engineer career တွေပြီးတော့မှเนาะ HIC စင်ကာပူအသင်းတော်ဖြစ်လာတဲ့အထိဘုရားက အဟုတ်ဘွေရကောင်းကြီးပေးတယ်ဒါပေမဲ့တစ်ချိန်တုန်းကလေသူကနော်စာရီစူးစမ်းပြီးတော့မှအာဒီဆယ်တန်းတိနော်တကယ်ကိုအမှတ်တွေကောင်းတယ်အဆင့်တွေကောင်းတယ်ကျွန်တော်ဆိုသူနဲ့ကျွန်တော်ဒီအိမ်ဘေးနားမှာအဖြစ်ဟိုဟာတက်ထပ်ပြီးတော့ချဲ့ပြီးတော့မှအခန်းလေးလှုပ်ထားပြီးတော့ကျွန်တော်ဒီဘက်ကနေမှသူကဟိုဘက်ကနေမှကျွန်တော်နှစ်ယောက်အိတ်ကြတော့မနေ့၄နိုင်၅နိုင်ဆိုစာချက်ပြီးစူးစမ်းတာမှအားတခါဒီကျွန်တော်ကျွန်တော်ကတော့ဆမ်ဝဲနီးမှနော်နည်းနည်းပါပါလိုက်ချက်နော်ဆိုတော့ ်သူကကျွန်တော်နိုးရင်ကျွန်တော်တခါလေးစိတ်ဆိုးသေးတာနော်သူကတော့နှစ်ဆကလေးကနေကိုနော်စူးစားတာပြောမနေနဲ့တော့မနေ့၄နာရီ၅နာရီဆိုစာချက်ပြီးရင်အာအတင်းတော်မှာလည်းလုံးဝတစ်စက်မှမယော့နော်ဆာမွေးအတွင်းလည်းပြားချောင်းမပြက်နော်စာလည်းစူးစားတယ်ဖះရောက်လည်းအရင်အားကိုတယ်နော်တကယ်ကိုဖះထွက်လည်းအစီခံတယ်သူက worship ပိုင်းမှာဥဆောင်ဆိုတော့ ဆရာဆရာမတွေကျွန်တော်ကျွန်တော်ပြောဖို့သူလို့ဆရာဆရာမတွေကနေရတော့တဲ့ဆံမွေးအောင်မလားမအောင်ဘူးလားမေးရမယ်သူမဟုတ်ဘူးတဲ့ဂုံတူးဘယ်လောက်ထွက်မလဲဆိုတာပဲမေးရမှာတဲ့ဟာအမေတွေလည်းအရင်ချိန်တတ်တာပေါ့ကိုယ့်ရဲ့သားသမီးကိုဆရာဆရာမတွေကအဲ့လို comment ပေးတာဆိုတော့ဒါပေမဲ့တကယ်တမ်းနော်အောင်စင်းထွက်လာတဲ့အခါဘယ်နာကဘယ်ဘာသားဘလို့ချွတ်ချော်သွားလဲတော့မသိဘူးသူကနော်ဂုံတူးထွက်တကယ်အမတ်ရတဲ့အခါမှာတော့ဂုံတူးထွက်တဲ့ဘာသာတွေတောင်အဲထွက်မဲ့ဘာသာတွေတောင်ရှိပေမဲ့တဘာသာက ော်ဘာတွေချွတ်ချော်သွားလဲမသိဘဲနဲ့ तू ကမှတ်နေရော့တဲ့ခါမှာအဲ့ဒီခေတုံက A နဲ့ B နဲ့ရှိတော့ B နဲ့ပဲအောင်ဟာဂုံတုဘဏဘာသာပဲလို့မေးရမယ်သူက A နဲ့တော့မအောင်ဘူးဖြစ်သွားတယ်ဆိုတော့နော်ရှာကြံပြီးကြွားရမယ်ဆိုရင်တော့ကျွန်တော်မောင်နှမတွေနော်အကိုမတွေစာရန်တော်ကြဒါပေမဲ့ဆယ်တန်းကိုနှစ်ချင်းပေါက်အောင်တာကျွန်တော်တယောက်တည်းရှိတယ် အဲ့ဒါတော့အသေးစုတ်ကင်ထားတာတော့လုံးဝတစ်ခါတည်းဒိန်းငနဲ့တနေ့ထဲနဲ့ကျွန်တော်အောင်သွားတာနော်မောင်ရင်လဲထပ်ပြီးဖြည့်ဖြစ်မှာမဟုတ်တော့ဘူးတချင်းတအားဝါသနာပါနေပြီဆိုတော့နော်မုံရွာမှာဖြည့်ပြီးတော့မှအောင်စင်းကြည့်တာတောင်ရန်ကုန်မှာကြည့်တော့တာနော်ဆိုတော့တချင်းတွေပါလုတ်ပြီးတော့မှနော်ဖျားစီကျေးဇူးတော့ကြောင့်နော်အီကိုနဲ့တော့ပွဲရပါတယ်ဘာမှတော့နားမလဲဘူးနော်စိတ်ကိုဝင်စားတာဖြစ်နေတာခက်တာနော်ပညာရေးရဆိုတော့ ဆိုအဲ့မှာကျွန်တော်ကအရန်စိတ်ပြတ်တာအရန်စိတ်ပြတ်ပြီးတော့မှသူလည်းဟိုစင်းစားဒီစင်းဟိုဟာရှောက်စင်းစားဒီအဲ့လိုပေါ့နော်ငိုလိုက်ယူလိုက်အဲ့လိုမျိုးတွေပေါ့ဖြစ်တာအဲ့ဒါနဲ့အဲ့ဒီအချိန်မှာ तू ပြန်ဖြေးမယ်။ငါရအောင်ပြန်ဖြေးမယ်။เนาะအာအစားတပြေ तू စဉ်းစားတာရှိတယ်။ तू ကျွန်တော်တော့ငယ်သေးတော့တေချာတော့မသိဘူးပေါ့။ तू ဘာပွဲဘာပွဲတွေပဲစဉ်းစားထားတာရှိမယ်။ငါရအောင်ပြန်ဖြေးမယ်။နောက်နှစ်မှာပြန်ဖြေးမယ်ဆို။အဲ့လိုဘလိုင်းစိတ်ပြက်လက်ပြက်နဲ့စောင့်နေတဲ့အချိန်မှာပဲเนาะသတင်းတစ်ခုရတယ်။ဟာ GTI entrance ရှိတယ်ဖြေးကြည့်ပါလားဆိုတော့ ဘာမှလုပ်စရာမရှိလို့စိတ်ပြက်လက်ပြက်ဖြစ်သလိုဖြစ်တဲ့အချိန်မှာအဲဆိုလေဖြေကြည့်လိုက်မယ်လေးဘာမှလည်းတိတ်ပြင်စင်တာမဟုတ်သွားဖြေလိုက်တာတခါတည်းတန်းရအဲ့မှာ तू อ่ะ easy เนาะ electrical เนี่ย तू อ่ะတခါတည်း engineer line ကိုရောက်သွားပြီးတော့မှစဉ်းစားကြည့် तू တကယ်ဖြစ်ချင်တဲ့ तू တည်ထားတာကငါဒီလိုလုပ်မယ်ဒီလိုလုပ်မယ်စဉ်းစားထားတာเนาะ तू ပြင်ဆင်ထားတာအများကြီးရှိတယ်เนาะဒါပေမဲ့ဖျားနေပါเนาะတခါတည်းကြာရင်လေเนาะအမျိုးထဲမှာတော့မှဟာဖျားဖျားပြောနေတာအခုတော့ဒီလိုဖြစ်သွားပြီလို့ပြောရမလို့တော့ဖြစ်တာเนาะဒါပေမဲ့ ဖះနဲ့သွားတော်သူရဲ့အသက်တာမှာအဆုံးမှာအချီးမဖြစ်ရတော့ခွင့်ဘုရားကပေးတယ်။ဟာလေလုယာ။ तू စိတ်ပြက်လက်ပြက်အဖြစ်ဆုံးချိန်မှာရောင်ရမ်းပြီးတော့မှသွားပြီးဖြေသလိုဖြစ်သွားတဲ့အဲ့ဒီ engineer line ကသူ့ကိုနော် तू ရတဲ့တာဝန်နေဆိုရင်နော် तू အခုတော့နော်ဒါဒါဒီသာသနာဘက်မှာအသင်းတော်ဘက်မှာခြေစုံဖြစ်ပြီးတော့မှ तू ကကြီးမားစွာ နော်လှုပ်ဆောင်တဲ့အခါမှာအရင်တော့ဆိုရင် company အကြီးကြီးတွေကသူ့ကိုလိုက်ပြီးတော့မခေါ်တယ်အာရှတစ်ခုလုံးရဲ့နော်အကြီးဆုံးနော်အရှိတောင်အာရှရဲ့အကြီးဆုံးဟာကောင်းစင်တွေကအကြီးတွေကြီးပဲဒါပေမဲ့အဲ့ဒီလောက်ရောက်သွားဖို့ကသူစိတ်ပြက်လက်ပြက်ဖြစ်ခဲ့တဲ့အဲ့ဒီနေရာလေးမှာဖခင်ရဲ့အကြံစီဖခင်တည်ဆောက်ပေးလိုက်တာ hallelujah ဒီနေ့သင်တင်းရဲ့အုံနောက်စ조사မှုတွေနဲ့လုပ်တယ်ဒါပေမဲ့အဆုံးမှာအချီးနှီးပဲဆိုတဲ့ comment ရရင်ဘလောက်ဝမ်းနည်းစရာကောင်းမလဲ အာမင်ဒါပေမဲ့တစ်ဖက်ကလည်းဟာငါဘာတွေဖြစ်နေလဲဟိုရောက်လိုက်ဒီရောက်လိုက်ဟိုရောင်ရောင်ဒီရောင်လို့ဖြစ်နေတယ်ဖះကလည်းငါအားကိုးရသားနဲ့ဖះကိုတိဆောက်ခိုင်းထားတာပဲဒါပေမဲ့ဘာဖြစ်လို့ဒီလိုဖြစ်နေလဲစိတ်မပြတ်နဲ့အဆုံးမှာအချီးနီးလို့ comment မလာတော့ဘဲနဲ့များစွာသောရိတ်သိမ်းခြင်းကိုမြင်တွေ့စေပါဖြစ်တယ် hallelujah အာမင်ဒါကြောင့်သာရဖះကိုပဲဆောက်ခိုင်းရအောင်